မင်္ဂလာပါဒီနေ့မှာတော့မြန်မာနိုင်ငံမှာတွေ့ရတဲ့ထူကြပြီးစိတ်ဝင်စားစရာကောင်းတဲ့မွေးတမျိုးအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့မွေးသူတော်လို့လူတည်များကြတဲ့ငန်းတော်ကြားမွေးပဲဖြစ်ပါတယ်ငန်းတော်ကြားရှိရင်တခြားမွေးစိုးတွေမလာဘူးငန်းတော်ကြားစီမှာတခြားမွေးတွေကအစားခံပေးရတယ်စသဖြင့်ပြောကြတာကြားဖို့ကြမှာပါတကယ်ပဲငန်းတော်ကြားကမွေးသူတော်လားဆိုတာကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ် ဝန်တော်ကြောင့်မွေဟာမြန်မာနိုင်ငံအပါအဝင်အရှိတောင်အာရှဒေသတွေမှာတွေ့ရတယ်။ငွေမျိုးစားတစ်မျိုးပါ။သူတို့ရဲ့ခန္ဓာကိုယ်မှာအဝါရောင်နဲ့အနက်ရောင်အကက်လိုက်ခွင်းဆက်တွေပါရှိပြီးတော့ခန္ဓာကိုယ်ဟာထရီကန်ပုံစံရှိပါတယ်။ဝန်တော်ကြောင့်မွေတွေကိုမြန်မာနိုင်ငံရဲ့တစ်တော်တွေလယ်ကွင်းတွေနာရေအိုင်တွေအနည်းနဲ့လူနေအိမ်ခြေနီးပါးအထိနေရာနှံပြားမှာတွေ့နိုင်ပါတယ်။သူတို့ကညာဘက်မှာပဲအမဲလိုက်တက်ကြပြီးတော့နေဘက်မှာဆိုရင်တော့ခြုံမုတ်တွေ တစ်ပင်အမြင့်တွေဒါမှမဟုတ်မြေအောက်လိုလုံကြုံတဲ့နေရာတွေမှာပေါအောင်နေတဲ့ကြပါသေးတယ်။ငန်းတော်ကြောင်းဝင်ရဲ့အထူးခြားဆုံးအချက်ကတော့သူတို့ရဲ့အစာစားသုံးမှုပုံစံပါပဲ။သူတို့ဟာအချားမွေတွေကိုပဲအဓိကထားစားသုံးပါတယ်။ဒီလိုအစာစားသုံးတဲ့ပုံစံကို သိပ္ပံနေကြအားဖြင့် Ophiophagy လို့ခေါ်ပါတယ်။ငါတို့ကြားမွေတွေဟာသူတို့ထက်ပိုသေးတဲ့မွေတွေကိုသာမကသူတို့အရွယ်စားနေပါရှိတဲ့မွေတွေကိုပါဖန်ဆီးစားသုံးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာအတွေ့များတဲ့ရင်းမွေတွေလင်းမွေတွေငွေဟောင်းငယ်လေးတွေအထိသူတို့ရဲ့အစာစရင်းထဲမှာပါဝင်ပါတယ်။သူတို့ဟာအစာကိုအလွယ်တကူရနိုင်တဲ့မွေတွေကိုရွေးချယ်ပြီးဖမ်းယူလေးရှိပါတယ်။ငန်းတော်ကြောင်မွေဟာညာဘက်မှာတိတ်ဆိတ်စွာလှုပ်ရှားပြီးအမဲလိုက်ပါတယ်။သူတို့ရဲ့အစိတ်ကတော့အာယုံကျောအစိတ်မျိုးစားဖြစ်ပြီးအာယုံကျောစနစ်ကို တိုက်ခိုက်ပါတယ်။ဒီအစိတ်ဟာအလွန်ပြင်းထန်ပါတယ်။မွေတကောင်ကိုကိုက်လိုက်ပြီးဆိုရင်သူတို့ရဲ့အစိတ်ဟာ အသားကိုဖြတ်စည်းရမျိုးမဟုတ်ဘဲအာယုံကြောစနစ်ကို ထိခိုက်စေပြီးအသက်ရှူရပ်တန့်စေပါတယ်။ဒါကြောင့်အကိုက်ခံရတဲ့မွေဟာမလောက်ရှားနိုင်တော့ဘဲနန်းတော်ကြားမွေကအလွယ်တကူဖမ်းဆီးစားသုံးနိုင်ပါတယ်။ဒါကြောင့်ပဲလူတွေအမြင်မှာနန်းတော်ကြားစီမှာတခြားမွေတွေက အစားခံနေတယ်လို့မြင်တွေ့ကြရတာဖြစ်ပါတယ်။လူကိုကိုက်မိပါကလည်းအသက်အန္တရာယ်ရှိနိုင်တာကြောင့်အထူးသတိထားရမယ့်မွေတစ်မျိုးလည်းဖြစ်ပါတယ်။မြန်မာပြည်မှာမွေကိုက်ခံရမှုတွေထဲမှာ နန်းတော်ချောင်းမွေကြိုက်ခံရမှုလည်းပါဝင်ပါတယ်။နန်းတော်ချောင်းမွေဟာရေမွေအားဖြင့်လူကိုရှောင်ရှားတတ်တဲ့မွေပါ။ဒါပေမဲ့မြန်မာနိုင်ငံမှာအများစုကကြီးလက်နေထိုင်သူတွေဖြစ်ပြီးလေယာလုပ်ငန်းခွင်တွေတောနဲ့နီးရအိမ်တွေမှာနေထိုင်ကြတဲ့အတွက်ညာဘက်လှုပ်ရှားတတ်တဲ့နန်းတော်ချောင်းမွေနဲ့ထိတွေ့မိနိုင်ပါတယ်။သူတို့ဟာအနောက်ရှက်ပေးခံရပြီးဆိုမှသာကြိုက်လေရှိပါတယ်။နေဘက်မှာဆိုရင်တော့အေးစေးတင်ငင်ပြီးအနေရမပေးတတ်ပါဘူး။ ညဘက်မှာအပြင်ထွက်တဲ့အခါဒါမှမဟုတ်သူတို့ရဲ့နေထိုင်ရာပတ်ဝန်းကျင်နားမှာသတိထားဖို့တော့လိုအပ်ပါတယ်။သူတို့ရဲ့အစိတ်ပြင်းအားကြောင့်အကြိုက်ခံရပါကဆေးရုံကိုအမြန်ဆုံးသွားရောက်ပြသဖို့လိုအပ်ပါတယ်။ငွေစိတ်ဖြည့်ဆည်းတွေဟာအသက်ကင်းနိုင်တာမို့အချိန်မီကုသမှုခံယူဖို့အရေးကြီးပါတယ်။ဒါပေမဲ့လည်းလက်ရှိမြန်မာနိုင်ငံမှာတော့နန်းတော်ကြားရဲ့အစိတ်အတွက်ဖြည့်ဆည်းမရှိဘူးလို့သိရပါတယ်။ ဒါကြောင့်ကြိုက်မခံရအောင်ထိုးဖြူးဆက်ရမယ့်မွေးတမျိုးလည်းဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့မြမပြည်မှာတွေ့ရပြီးအစိပ်ပြင်းနဲ့အချားမွေတွေကိုအဓိကထားစားသုံးတဲ့ထူးခြားစံပြတဲ့ငန်းတော်ချားမွေအကြောင်းကိုပြောပြပေးခဲ့ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေအတွက်ကျမတို့ရဲ့ YouTube Channel လေးကို Subscribe လုပ်ဖို့မမေ့ကြပါနဲ့နော်။ပြောကြရင်ဒီနေ့အတွက်တော့ဒီလောက်ပါပဲရှင်။ကျေးဇူးတင်ပါတယ်။